တော့ခုပြောပြတင်တယ်လို့ထင်ပါတယ်။ Israel ကဆက်လက်တိုက်ခိုက်ဖို့အတွက်ပြည်ပြတတဆုံးဖြတ်ထားပါတယ်။ Iran ရဲ့ nuclear season ကိုဆုံးနောက်ပြန်ဆုတ်ရန်ဒါမှမဟုတ်လုံးဝဖျက်သိမ်းရန်ပြသတဲ့ရည်မှန်ချက်တခုရှိပါတယ်။ ਈ စစ်ရေးစစ်စင်ရေးများကဒိုပန်းနိုင်ကိုအရောက်လန်းနိုင်ဖို့အတွက်အထူးကြီးရွယ်ပါတယ်။ဒါပေမဲ့ဒီပန်းနိုင်ကအလိုအန္တရာယ်ကြီးပါတယ်။ Israel ကလက်ရှိလုဆောင်နေတဲ့ nuclear စေယုံတွေကိုတိုက်ခိုက်လဲရှိပါတယ်။ယင်းပြစ်မှတ်များတဲ့ကတစ်ခုကတော့ Iran နိုင်ငံရဲ့အဓိက uranium တန့်စင်တဲ့နေရာဖြစ်တဲ့ နာတန်စေုံဖြစ်ပါတယ်နာတန်ကဣဇရေလရဲ့ proud zone တော့နေရာများတက်ကတခုဖြစ်ပါတယ်ဒါပေမဲ့တခုတည်းဖြစ်မှာတော့မဟုတ်ပါဘူးအစ္စဖန်နဲ့ဖော်ဒိုတို့လည်းတက်ကက်ခံနိုင်တယ်လို့တရင်တွေကဆိုပါတယ် nuclear site တွေကိုတက်ကက်ခြင်းကဒါကြောင့်ကြီးယူဆမှုကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်၎င်းကပြင်းထန်တဲ့ရန်ကိုအန်ဒီဆီရဲ့အလုပ်ဖြစ်ပါတယ် radiation လို့ခေါ်တဲ့ဓာတ်ရောင်ကြီးယူဆိတ်မှုကိုလူကိုထိခိုက်စေနိုင်ပြီးပတ်ဝန်းကျင်ကိုလည်းအစိတ်တင့်စေကမြင်တဲ့ရေကိုညှဉ်းနှံစေပါတယ် လေထဲမှာရှိတဲ့ရေဒီယိုတတူကြွပစ္စည်းတွေကိုလည်းထုတ်လုပ်နိုင်ပါတယ်။ယခုအချိန်ထိတော့မြေကြီးအရာမှဖြစ်မလာသေးပါဘူး။ဒါဒေရင်ကောင်းမှာဒါပေမဲ့အန်ဒီယာကမပြေးသေးပါဘူး။နိုင်ငံတကာအနုမြူဆိုင်အေဂျင်စီလို့ခေါ်တဲ့ IAEA ကကုလသမဂ္ဂနျူကလ িয়ার စောက်ကြည့်ရေးအဖွဲ့ကယခုအခါမှာအချက်ပေးချက်တရထွက်ပေါ်လာပါပြီဖြစ်တယ်။ IAEA ကို Rafael Grossi ကဦးဆောင်ပြီးတော့အလွန်ပြင်းထန်တဲ့တတိပိချက်ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးတို့ပြန်တက်ခတ်မှုတွေကိုရှုတ်ချခဲ့ပြီး၎င်းတို့ကရေဒီယိုတတ်သူကြွယူဆမှုတွေဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်အကယ်၍သာယူဆမှုတွေထွက်ပေါ်လာမယ်ဆိုရင်တရားဒီတရားမှုတွေကအီရန်နယ်စပ်ကျော်လွန်ပြီးတော့မှခံစားရမှာဖြစ်ကြောင်းသူတို့ကပြောကြားခဲ့ပါတယ်စီရရတွမီလာချင်းကအတက်အနေကိုချင်းကြောက်ပြီးလူများနဲ့တဘာဝဝချင်းအတွက်ပြင်းထန်တဲ့အကျိုးဆက်တွေနဲ့အတူရေဒီယိုဒါရောင်ကြီးထုတ်လွှင့်မှုအခွင့်အလမ်းကိုတွမီစီက အီရန်ကဤနျူကလ িয়ার လက်နက်မတီဆောက်ကြောင်းတရားစီရင်လိုအပ်တဲ့တန်တမာကြီးရကျူးပန်းမှုတွေကိုလည်းနောက်နောက်နေစီမံဖြစ်ပါတယ်။ရာဖာယယ်ဂရိုစီကပြောလဲဆိုတော့ကျွန်တော်ကတော့ပါတီအားလုံးကိုအမြင့်မားဆုံးချုပ်တီးမှုပြပြီးနောက်ထပ်တိုးလာတာမျိုးရှောင်ဖို့တောင်းဆိုပါတယ်လို့ပြောပါတယ်။အီဇွေကနာတန်ဆိုင်ကိုတိုက်ခတ်ခဲ့ကြောင်း IAEA ကအတည်ပြုခဲ့ပါတယ်။အဲဒီနေရာဟာအီရန်ကရူယူနီယံကြော်ဝါတဲ့နေရာပါ။ အစ္စရေးတက္ကမူဟာရေဒီယိုတတူချောင်းမှုနဲ့ဓာတုပစ္စည်းတွေညံ့ညမ်းစေတဲ့ IAEA ကပြောပါတယ်ဒီလိုဆိုလိုတာကရွကျွဲမှုတစ်ခုရှိခဲ့တော့လဲ၎င်းကိုစိုက်မာတဲ့ကန်တာထားနိုင်ခဲ့ပါတယ်ဂျမန်နေအထိအစ္စရေးကထိုနေရာမှာရှိတဲ့ Central Firma ကိုပိတ်ပင်နိုင်ခဲ့ပါတယ်ရုတ်တရက်ဓာတ်အပြတ်တောက်တာကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ပါတယ် Central View တွေကနျူကလ িয়ার ဘုံပြုလုပ်ရမှာအဓိကပစ္စည်းဖြစ်တဲ့ယူရေနီယံကြွယ်ဝစီဖို့အတွက်အသုံးပြုတဲ့ဆက်တွေဖြစ်ပါတယ် အစ္စဖန်မှာအိဇရေကအဆောက်အဦ၄ခုထိမှန်တယ်လို့ဒီနေ့ကဆိုပါတယ်အဆိုပါအဆောက်အဦ၂ခုကနျူကလ িয়ার လက်နက်တွေဖိမျိုးတိုးတက်ခြင်းနဲ့ချိတ်ဆက်ပါတယ်ပနောက်အဆုံးအဆောက်အဦကတော့ယူရေနီယံအတွင်ပြောင်းတဲ့စေုံဖြစ်ပါတယ်ဆိုတန့်စင်ရအတွက်ယူရေနီယံဓာတ်ငွေ့ကိုပြင်ဆင်ထားပါတယ်ဒုတိယအဆောက်အဦကတော့လောင်စာဆီထုတ်လုပ်တဲ့စေုံဖြစ်တယ်နျူကလ িয়ার ထိပ်ပူများများမှာအသုံးပြုတဲ့ယူရေနီယံဓာတ်တုကိုပြုလုပ်ပါတယ် ဟိုအစ္စရေးရဲ့အလုံးစုံဂျီမန်ချက်ကတော့ဆယူအများအပြားကိုတိုက်ခိုက်ရန်နဲ့အီရန်ရဲ့နျူကလ িয়ার ထောက်ပံ့ရေးကွင်းဆက်ကိုကြီးကြီးမားမားတိုက်ခိုက်မှုဖြစ်ဖို့အတွက်ပဲဖြစ်ပါတယ်။၎င်းတို့ကနျူကလ িয়ার တိုက်ပွဲပြိုင်ဆယ်ဦးကိုလည်းတပ်ဖြတ်ကန်ခဲ့ရကြောင်းသိရပါတယ်။သို့တော်လည်းအီရန်ရဲ့နျူကလ িয়ার ပစ္စည်း၎င်းတို့ရဲ့တိုးလောင်မှုတွေဟာငိုအတိုင်းရှိနေပါသေးတယ်။ကြီးမားတဲ့ရေဒီယိုတတ်တူကြွယူစိတ်မှုတည်င်းတွေတော့ထွက်ပေါ်မလာသေးပါဘူး။ဒါပေမဲ့ဒီစစ်ပွဲတွေဆက်စစ်နေရတော့အဲ့ဒီနျူကလ িয়ার ပစ္စည်းတွေကတော့အန္တရာယ်ရှိနေပါသေးတယ်။အီရန်ကရေဒီယို တန့်စင်မှုကို60ရာခိုင်နှုန်းအထိတန့်စင်ပေးခဲ့ပြီလို့အစိုးရကစားရီးဆိုတဲ့အဲ့ဒီအဆင့်ကတော့လက်နက်အဆင့်ရေဒီယိုရေယူရေနီယံနဲ့အနည်းလုံးနှိစနေပါပြီအီရန်ရဲ့လက်ရှိယူရေနီယံတူလောင်ယူကအ ਨੇ ဆုံး new bomb ဆယ်လုံးပြုလို့အတွက်လုံလောက်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်အီရန်ကဘုံမစောက်ဘူးလို့ပြောပေမဲ့ကြောင်းကျွမှုတွေကတော့ရှိနေသေးပါအီရန်ကဘလို့ပြောလဲဆိုတော့ nuclear bomb ကိုမတိစောက်ဘဲနဲ့ကျွန်တော်ဆက်ပြီးတော့ရှောင်နေမှာပါတဲ့ ဟုတ်ပါတယ်အနာဂတ်မှာဘာဖြစ်မယ်ဆိုတာကျွန်တော်တို့မသိပါဘူးဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အထွတ်အမြတ်ခေါင်းဆောင်ပါဝါကိုလိုက်နာဆဲဖြစ်ပြီးရင်းကိုစိတ်ထဲမှာစစ်ဆက်ဆက်သွားပါမယ်တွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါဒါပေမဲ့အခုအချိန်မှာတော့နျူကလ িয়ার ဘုံလုပ်ဖို့အစီအစဉ်မရှိသေးပါဘူးလို့ပြောပါတယ်အီရန်နဲ့အစ္စရေးတို့ကတော့နျူကလ িয়ার စကန်တွေတိုက်ခိုက်တဲ့တမိုင်ကြောင်ရှိပါတယ်1980ခုနှစ်မှာအီရန်က Operation Scorsol ကိုခေါ်တဲ့စစ်စင်ရေးကိုပြုလုပ်ခဲ့ပါတယ်။အီရတ်နိုင်ငံမှာရှိတဲ့နျူကလ িয়ার တပ်ပေါင်းဖို့ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်။အဆိုပါတပ်ပေါင်းဖို့ကအလုတ် အယတာအတုံးပြူတဲ့ဖြစ်ကြောင်းအီရတ်ကပြောကြားခဲ့ပေမဲ့လည်းအီရန်က၎င်းကဘုံတိဆောက်ရန်စူးရင်တဲ့အတွက်ကြောင့်တိုက်ခတ်ခဲ့ပါတယ်သူတိုက်ခတ်မှုကအနေငယ်များသာပျက်စီးခဲ့ပေမဲ့အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကိုနေကွေးစေခဲ့ပါတယ်တနည်းအကြာရက်ခါမှာ1962ခုနှစ်အီဇူကအလားတူစိုက်ကိုတိုက်ခတ်ခဲ့ပြန်တယ်အဲ့ဒါကို Operation Opera လို့ခေါ်တယ်ယခုဒီချိန်မှာတော့၎င်းတို့ကအီရတ်မှာရှိတဲ့တပ်ပေါင်းဖို့လုံလုံလည်လည်ကိုဖျက်ဆီးပစ်ခဲ့ပြီးဖြစ်တယ်ယခုအခါအီဇူနဲ့အီရန်တို့တိုက်ရိုက် ပြစ်ပကဖြစ်နေပါပြီနျူကလ িয়ার ဘုံပောက်ခွဲမှုမပြုလုပ်ဖို့အတွက်အစ္စရေးနဲ့အီရန်တို့ကတိုက်ခိုက်နေကြပါပြီ မောင်ရိပ်ထဲမှာလူဝက်စစ်ပွဲဖြစ်ခဲ့ဘူးတဲ့ကအခုခါလူထုတိုက်ပွဲဖြစ်နေပါပြီဆက်လက်ပြီးအစီအမြင့်လာပါကနျူနျူကလ িয়ার အကြတဲ့ဖြစ်လာနိုင်ပါတယ်